အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Boy Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်ဖို့အတွက်အောက်တန်းစားဆိုတဲ့ဇာတ်လမ်းလေးကို ဖြိုးကရွေးချက်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေဆုံးထိလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။အမလီသားရဲ့ဒီလိုအောက်တန်းစားရင်းရဲ့ရက်ွက်အောင်မှာလာဆော့ရရလို့ဆင်းရဲပါလေကူးကုန်ပါအောင်မေ။အင်းရှိဘက်မှာမြို့သမီးတယောက်ရဲ့ ကျေလောင်ဆောင်အော်ဟစ်ပြောဆိုတဲ့ကိုကြားရတဲ့အတွက်ချက်လက်ဆောင်ဟင်းအိုးကိုနင်းနေနေပြန်လျှော့ပြီးအင်ရှိဘက်ကိုကိုမင်းထိုက်ထွက်လာခဲ့၏။အော်အမပါလား။လာအိမ်မော်တက်ပါအောင်ဗျ။ရှေးကဟိုတနေ့ရာ ကျမတို့အင်ရှာရှေးမြောင်းလာဖို့ပေးရသူမလား။ဟုတ်ပါတယ်အမရဲ့ကျွန်တော်မင်းထိုက်ပါ။အမတို့ရက်ွက်ထဲလှည့်ပြီး ခိုင်းနာအကုန်လုပ်ပြီးအသက်မွေးနေသူပါ။မင်းထိုက်စကားကြောင့်အမျိုးသမီးဟာနှာခေါင်းတစ်ချက်ရှုံးကောင် ျက်နာကမတူမတန်အလိုမကျတဲ့ပုံကိုချက်ချင်းပြောင်းလဲသွားတယ်။လာတာသွားမယ်။နောင်ဒီလိုအစ်စ်မရှိ အောက်တန်းစားဝင်နေရက်ွက်မှာလာမကစားနဲ့။ဒါတာအခန်းရတငယ်ချင်းတွေလေအောက်တန်းစားရင်မဟုတ်ပါဘူး။တဲတိကလေးရလေငါလောက်လိုက်ရ။ဒီလောက်စင်ရဲစုပ်ပြတ်တက်နေတဲ့လူတွေကိုအောက်တန်းစားမခေါ်ပဲအထက်တန်းစားလို့ခေါ်ရမှာလားဟဲ့။အမလီလေးပြောရင်းနဲ့အော်ကလေးပဲဆန်လာပြီ။သွားမယ်လား။ အတင်းဆွဲခွန်သွားကြောင့်မလိုက်ချင်လိုက်ချင်နဲ့ကလေးခမလိုက်သွားရရှာတယ်။ဖဖေတာလီဟိုအန်ဒီကြီးပြောသွားတယ်လို့တားရောအောက်တန်းစားပြီဆိုတာဟုတ်လား။တာဖြစ်သူကတိမ်ငယ်တဲ့မျက်နှာနဲ့သူ့အဖေကိုမင်းနေရှာတယ်။ကိုမင်းထိုက်ကသူ့တာလီကိုရင်ခွင်နဲ့ဆွဲတင်လိုက်တယ်ပြီးတော့မှမဟုတ်ပါဘူးတာလီရဲ့ဒီအန်ဒီကြီးအထင်မှားလို့ပြောနေရပါတကယ်တော့အောက်တန်းစားဆိုတာသူများကိုမကောင်းကျင်စင်းနေသူ့ မတော်လောဘနဲ့စီးပွားရှာရည်သူမဟုတ်မမှန်တဲ့စကားကိုပြောဆိုဝန်သူပြောတာပေါ့သားလေးရဲ့မင်းထိုင်ရဲ့အဖြေစကားတွေကြောင့်သူ့သားလေးရအံ့ဩရှင်ပြတဲ့အမှုရာနဲ့သူ့အဖေကိုမော့ကြည့်လိုက်တယ်။တားကအဖေအရက်တောက်ထားလို့အောက်တန်းစားလို့ပြောတယ်ထင်နေရ။မဟုတ်ဘူးဆိုတော့တားပြောတယ်အဖေ။တားဖြစ်သူကသူ့ခံစားချက်ကိုပြောရင်းနဲ့ရေချိုးဖို့ရေတွင်းစီကိုရွှေမျိုးစွာပြေးထက်သွားတယ်။မင်းထိုင်ကတော့သူ့သားရဲ့စကားတခွန်းကြောင့် အသက်ရှူမားလောက်အောင်စိတ်တွေတုန်လှုပ်ခဲ့ရပြီးရှက်စိတ်နဲ့တူဖြစ်ပေါ်လာတဲ့မိကွန်းတွေကြောင့်အချင်းအတော်ကြာအိမ်နေရာမှာရက်နေမိရဲ့မင်းထိုင်ရဲ့ဇနီးတင်တင်ခိုင်ကပုဂလိကဗန်ဝန်တဲပညာတတ်မျိုးရိုးကဆင်းသက်လာသူမင်းထိုင်ကအညာတရာပညာမဲ့တင်တင်ခိုင်နဲ့မင်းထိုင်တို့အိမ်နောက်ကြတော့တင်တင်ခိုင်မိဘတွေကသဘောမကျတာကြောင့်အမွေပြက်ဆုံးလုံးခဲ့ကြအိမ်တင်တင်ခိုင်ရလေမောင်းမျက်နာတရွာထင်ပြီးမင်းထိုင်နောက်ကိုအာကိုတကြီးနဲ့ မိသားစုကိုစွန့်ပစ်ကာလိုက်ခဲ့အေးသူတို့အိမ်တော်ကြပြီး၃နှစ်ခန့်မှာတားလေးမြန်မင်းခန့်ကိုမွေးတယ်တားလေး၅နှစ်သားရောက်တဲ့ချိန်ထိမင်းထိုက်တို့မိသားစုလေးအလွန်ပျော်စရာကောင်းခဲ့အေးဒါပေမဲ့မမျော်လင့်တဲ့ကန့်ကြမစိုးကြီးကမင်းထိုက်တို့မိသားစုထံကိုအဖိတ်ခေါ်ပေးရောက်လာခဲ့အေးဘန်ကိုသွားနေသူဇနီးရဲ့စပိန်ကိုကာဒစီကဝင်တိုက်မိခြင်းဖြစ်တယ်ဒီနေရာမှာပင် သူဇနီးတနေခိုင်ဆုံးနေမင်းထိုက်အသက်မမီလိုက် ်အမျော်လင့်မဲကြုံရတဲ့ဖြစ်ရဆိုကြောင်းမင်းထိုင်ရှုမတက်ဖြစ်ခဲ့ရအေးမင်းထိုင်မှာဖြေးစရာဆိုလို့အရက်ပဲရှိရလို့ထင်ကအရက်ကိုဖိတော်ရင်အရက်သမားဘုရားရောက်ခဲ့ရခြင်းဖြစ်တယ်အခုမင်းထိုင်ရဲ့သားလေးပင်ကိုးနေတဲ့ရောင်းနေပြီးအဖေတခုသားတခုဘဝနဲ့လောကအလေပညာမတက်တာကြောင့်သူများခိုင်းတဲ့အလုပ်ကိုလှည့်လေလောက်ကရင်သားပါနှစ်ယောက်ထမင်းနဲ့မန်အောင်စားနိုင်ခဲ့အေးစိတ်တွေမွန်းကျက်လာတဲ့အချိန်တိုင်းပင်မန်းလာတဲ့အခါမျိုးမှာ အရက်နဲ့အခေါ်ပြုတ်ခဲ့ညနေရလာတဲ့လူကုန်ထံမြို့သမီးကြီးဒေါ်မြာနှင်းရှင်ပြောသွားတဲ့စကားတွေကအခုထိမင်းထိုက်ရဲ့နားရေကမထက်သေးအောက်တန်းစာရီရဲ့လူစင်ရဲ့တိုင်းအောက်တန်းစာမဟုတ်မဲသူသိရဲ့ဒါပေမဲ့သူ့မှာအရက်တောက်တဲ့အားနေချက်တစ်ခုသာရှိရဲ့ဒီအားနေချက်ကြောင့်သူ့သားလေးကိုလူတကာကဲ့ရဲ့မင်းငေါ်ခံရမယ့်အဖြစ်မျိုးနဲ့သူ့ကြောင့်သားဘဝကို နှိမ်မောမခံနိုင်ပါဒါကိုသူ့အမေလိုပညာတတ်ကြီးဖြစ်စေခြင်းနဲ့ ဒီလိုမဟုတ်ပဲသူ့ကြောင့်သားဘဝပြည့်စည်ခဲ့ရရင်တာဝန်ကျတဲ့အဖေတယောက်မဖြစ်နိုင်ပါတမလွန်ကအမေဖြစ်သူလဲစိတ်မချမ်းသာနိုင်ဒါကြောင့်မင်းထိုင်အရေးမတာပဲတားအတွက်အလို့ကြိုးစားတော့မယ်လို့ဆုံးဖြတ်ချက်ကိုဒီနေရာမှာတင်ချက်ချင်းချလိုက်တော့တယ်ဒါလီခဏလာပါအောင်ကွာကြောင်းသွားဖို့လွယ်အိမ်နဲ့အိမ်ပြင်ကိုထွက်လာတဲ့တားဖြစ်သူကိုမင်းထိုင်ကခေါ်လိုက်တာကြောင့်တားလီကသူ့အနာရောက်လာတယ်တားလီကိုအဖေပြောစရာရှိလို့ပါ အဖေကိုအရက်ပြက်စီချင်လားပြက်စီချင်တာပေါ့အဖေရဲ့အတန်းထဲမှာတားလဲအရက်သမားတားလို့အပြောမခံရအောင်ပေါ့ဒါဖြစ်သူရဲ့အဖြေစကားကြောင့်မင်းထရင်ထဲမှာ နှင်ကနေနေအောင် ဖြစ်သွားတယ်အေးဒါဆိုရင်ငါ့သားအတန်းထဲမှာ အမြင့်အဆင့်တရအောင်ကြိုးစားပေးမလားအဖေအရက်မတောက်တော့ဘူးလေဘယ်လိုလဲဟာတကယ်ပြောလားအဖေအဖေသားအရက်မတောက်ဘူးဆိုရင်တားနှစ်တိုင်းပထမရအောင်ကြိုးစားမယ်လို့ကတိပေးပါတယ်အဖေ အဖေသာခရီးတည်ပါစေပေးပါလေသားရေတို့သားဖားနှစ်ယောက်ဟာအောက်တန်းစာမဟုတ်ကြောင်းအဖေရအလုပ်နဲ့တက်တည်ပြမယ်ငါသားဟာစာကြိုးစားပြီးပညာတတ်ကြီးဖြစ်အောင်ကြိုးစားပြကွာဟေးဒါမှတို့အဖေကွာမင်းထိုင်အရက်ဖြစ်မယ်ဆိုတဲ့စကားကိုကြားရချိန်မှာသားလေးကစဉ်းစားတွေ့ဝေးချိန်တော့မပေးပဲချက်ချင်းသူ့လုံနိုင်ကြောင်းသူ့အဖေကိုရေဝုံဝုံကလေးပဲပေးပြီးအားရပျော်ရွှင်တဲ့အပြုံးပန်းတွေနဲ့ သူ့အဖေမင်းထိုင်ရဲ့ပါပြင်ကိုတစ်ချက်နှမ်းဆိုင်ကကျောင်းတဲ့အမေအိမ်ချန်တဲ့ကပြေးထွက်သွားတယ်။မင်းထိုင်ကတော့သူ့မျော်လင့်ချက်တွေပြေးဆုံးခဲ့ပြီဖြစ်တာကြောင့်အာရဝန်သားပြေးထွက်သွားတဲ့သူ့သားလေးကိုကြည့်ရင်သူ့တို့သားဖရဲ့လှပါတဲ့အနာဂတ်ကိုဖန်တီးနိုင်ဖို့အတွေ့စိတ်ခွန်အားတွေတဖွာဖွာဖြစ်ပေါ်မိရော်တယ်။ဟေးမင်းထိုင်ကိုမနဲ့အလုံးမလိုက်ဘူးလား။ဒီနေ့ကစပြီးမနေ့ပိုင်းကအလုံးနာမယ်ဖို့တိန်။ညနေပိုင်းမှာအလုံးလိုက်မယ်။ ငါ့အတွေ့မင်းတို့အဆင်ပြေတယ်လို့ကြည့်ပြီးပေါ့ကွာအလောက်အတူအမြဲလုံနေကြဝင်းတင်ရဲ့စကားကြောင့်စပင်းပြနေရမှာမင်းထိုင်အလုံးမလိုက်ဖြစ်ကြောင်းအဖြစ်ပေးလိုက်တယ်မင်းထိုင်ရဲ့အဖြစ်စကားကြောင့်ဝင်းတင်ဟာစပင်းအဆုတ်တစ်စီးကိုပြန်နေရဲ့မင်းထိုင်ကိုအံ့ဩနားမလဲတဲ့အမူအရာနဲ့ကြည့်နေရဲ့ဝင်းတင်အံ့ဩတာလည်းမဆန်ဘူးလေအရှင်အားဆိုရင် အလုံးမရမှာအရန်စိုးနေရဲ့မင်းထိုင်အလုတ်ချင်းအမီဥစွာအမြဲရောက်လာတတ်သူကအခုအချိန်မှာတော့မနေ့ပိုင်းအလုံနာမယ်ညနေမှာ စင်းနှုတ်မှဖြစ်ကြောင်းပြောနေရကြောင်းဖြစ်တယ်။နေပါအောင်ကွာ။မင်းကဘာကိစ္စကြောင့်မနေ့ပိုင်းအလုံနာရတာလဲ။ငါမနေ့ပိုင်းဈေးလိုက်ရမလားလို့ပါ။ညနေပဲမင်းတို့အလုပ်လဲငါလိုက်မယ်လေ။ငါသာကြီးလာပြီ။သူ့ပညာရေးအတွက်ငါအရင်လိုပော့ပော့စစားနေလို့မရတော့ဘူး။ဝင်းတင်ကမင်းထားရဲ့ဇကားတွေကိုနားလေသဘောပေါက်သွားတဲ့ဟန်အမှုရာနဲ့ခေါင်းတဆက်ဆက်ညှိရင်သူတို့အိမ်ထဲကထွက်ခွာသွားတယ်။မနေ့ပြန်လဲငါးစီကိုဒီအချိန်ရောက်အောင်သာလာပို့ပေး နေမှာပါလာတဲ့အသေးအနှံတွေအလုံးငါတယောက်တည်းအကုန်ယူမယ်မင်းထိုက်မနေ့၃နာရီတည်းကမြို့ပြင်စိုက်ခင်းတွေစီ စပိန်နဲ့သွားပြီးဖောက်တယ်ယူခဲ့တဲ့ပြောင်မူကော်ပြီးခရံတီမုံလာငရုတ်တီစင်စားတဲ့ဟင်းတီဟင်းရွက်တွေကိုရက်ွယ်စေတဲ့ကဈေးတယ်မှာအုံများကအကုန်ယူခဲ့ပြီးနောက်နေ့မှလည်းဆက်ဖို့ဖို့ပြောလာရတဲ့အတွက်မင်းထိုက်ရဲ့ပထမဆုံးရောင်းရတဲ့နေ့ဟာအောင်မြင်တယ်လို့ပြောရမယ်နေတိုင်းရက်ွယ်တဲ့လှည့်ပြီးကြုံရကြပန်လှုပ်ခဲ့စဉ် တစ်နေ့အလွန်ဆုံးရ300ကျပ်များသာဖြစ်တယ်။ဒါတော့အလုတ်လုပ်ရမှအလုံးမရတဲ့နေ့မျိုးလည်းရှိသေးတယ်။မနေ့9ရက်နေ့ပဲရှိသေးရဲ့။သူ့ကုံစင်းအရင်းငွေကိုနှုတ်ပါက900ကျပ်အသက်တင်မြတ်တဲ့အတွက်သူ့အတွက်အလွန်တွက်ချေခိုက်တဲ့အလုတ်ဖြစ်ကြောင်းမင်းထိုက်သိလိုက်တယ်။စိုက်ခင်းတွေကလည်းမနေ့ထားစစောစုခုကြတဲ့အသေးနံတွေဖြစ်တဲ့အတွက်သူ့ဖောက်တဲ့ယူလာခဲ့တဲ့အသေးနံတွေကလက်ဆက်ကြတာကြောင့်ဈေးတွေအကြောင်းမှာမင်းထိုက်ရဲ့မျက်နှာဟာနေတိုင်းပွင့်လန်းခဲ့ရတယ်။ မြို့ပေါ်ဆိုက်ခင်းပိုင်ရှင်ရလေတချိန်ကသူမျက်ရှင်မြောင်းဖို့ခြံခက်ပြုတ်လို့ပေးဖို့သူတွေဖြစ်တာကြောင့်သူနဲ့ရင်းနေကျွမ်းဝင်ပေးတာဖြစ်တယ်။အခုချိန်မှာမင်းထိုင်ရဲ့အရှက်မတောက်တော့ပဲရိုးရိုးတက်တာလှုပ်ကင်စားတောင်းနေရကို တွေးမြင်ရတဲ့အတွေ့အကြုံဆိုက်ခင်းပိုင်ရှင်တွေကမင်းထိုင်ကိုယုံကြည်လေးစားလာကြပြီးသူတို့ခြံထွက်ပစ္စည်းတွေကိုအကျွေးစနစ်နဲ့တိုက်တလောက်ယူဝင်ပြုလာတဲ့အတွက်မင်းထိုင်ရဲ့ခုံစင်အယောင်းဝယ်လုပ်ငန်းဟာစပိန်ရဲ့ယူပြီးပို့ရတဲ့အစင်မဟုတ်တော့ပဲ။ ကားနဲ့ပို့ပေးရတဲ့အချိန်လေးအထိတဖြည်းဖြည်းကြီးမအောင်မြင်လာခဲ့တယ်။သူသားလေးမြမင်းခန့်အားလေးအစတွေကလိမ္မာကြီးချရှိပြီးပညာပါရမီကောင်းခဲ့သူ။ဒါကြောင့်အတန်းလေးမှာအမြဲပထမရကအခုချိန်မှာဆယ်တန်းအောင်ပြီးဥပရိတန်ဒုတိယနှစ်ကိုရောက်ရှိခဲ့ပြီဖြစ်တယ်။တက္ကသိုလ်မင်းထိုင်ဟာသူ့ဘဝကိုပြန်လည်တွေးမိတိုင်းအရက်ဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်အခုလိုအလောက်ကံတွင်အစဉ်ပြေလာခြင်းဖြစ်ကြောင်းသဘောပေါက်နားလည်မိ၏ရက်ကိုလှစား လာကိုနှစ်ကတမြင့်မြင့်ဝါမြူရင်နှစ်20ဆိုတဲ့ကာလဟာကြာတယ်လို့ဝင်မထင်လာရမင်းထိုင်ရဲ့သားမျက်မြင်ခက်ဟာမြို့နယ်တရားသူကြီးပင်ဖျက်လို့နေပြီဒါတော့မှအစိုးရဝန်တန်းဖြစ်ပြီးရဲ့ကတားပြည့်သူရဲ့စင်တာတိုင်းကုံစင်အယောင်းဝဲလုပ်ကိုရက်နာကပိုင်ဆိုင်တဲ့ငွေတွေကိုဗန်မာအပ်ပြီးတားပါနှစ်ယောက်အေဂျင့်စွာနေထိုင်ခဲ့ကြတယ်။ဘယ်နေရာဘယ်ပွဲကိုပဲသွားသွားမြို့နယ်တရားသူကြီးရဲ့အဖေးဆိုတဲ့ခုံပုတ်ကြောင့်ဦးမြင့်ထိုက်မျက်နှာပွင့်လန်းခဲ့ရတယ်။ တချင်ရသားအနာဂတ်ကိုတွေ့ရင်အရက်ဖြစ်ခဲ့တဲ့ဆုံးဖြတ်ချက်ရဲ့ရှာလန့်နဲ့အလုပ်ကြိုးစားခဲ့ရတဲ့အချိန်တွေရဲ့အသေးဝင်နေဖြစ်မယ်စိတ်နစ်စာပရိကိုချရင်အုံမင်ထိုက်တွေးနေမိရဲ့ဟောတားတော်ပြန်လာပြီပဲအဖေသမီးမစားသေးပဲအသားကိုပြန်ဆောင်နေရဒီနေ့အမှုကစစ်စေးချိန်ကြာသွားလို့နည်းနည်းနောက်ကျသွားတဲ့အဖေရလူလဲပင်ပန်းသွားတာပဲမွန်နန်းဆိုတာဒီလိုပါပဲတားရဲ့အများအတွက်ကိုဘဝကိုစတိထားကြသူတွေလေ ေနာပြေဝထားပြီးလှုပ်ပြီးတိလာဟုတ်ကဲ့ပါအဖေထမင်းစပွဲမှာတာပါနေရောက်ထိုင်ပြီးထမင်းစားပြီးချိန်မကြလိုက်မြို့သမီးတူကတာကိုတွေ့ခြင်းနဲ့အကြောင်းခြံဆောင်လီကလာပြီးပြောတာကြောင့်ဦးမင်းထိုင်အိမ်ပြင်ကိုထွက်လာခဲ့တယ်အိမ်ချမ်းပြင်မှာမြို့သမီးကြီးတူဟာလက်ဆောင်အထုပ်ကိုစီဆွဲပြီးရောက်နေရကိုတွေ့ရတော့အိမ်ထဲကိုဝင်ဖို့ခေါ်လာခဲ့တယ်အေကန်စပွဲပေါ်မှာမြို့သမီးကြီးကသူ့အထုပ်တွေကိုချလိုက်တယ်တရားသူကြီးမင်းလည်းဘလို့တော်ပါတယ်လဲရှင် ဟုတ်ကဲ့ကျွန်တော်ကသူ့ပေပါဗျတားရှိပါတယ်အလုံးလေးရှိလို့ခဏနေထွက်လာပါလိမ့်မယ်ဒီချိန်မြမိခန့်အခန်းထဲကထွက်လာတယ်ဘာကိစ္စရှိလို့ပါလဲအန်တီအတိတယောက်နဲ့ဖုံးပြောနေလို့နည်းနည်းကြာသွားလို့ပါဒီနေ့တရားသူချင်းမင်းဆုံးဖြတ်ပေးရဲ့အမှုဟာကျမရဲ့တားပါရှင်တကယ်တော့တားမှအပြစ်မရှိပါဘူးတခြားသူတွေဝိုင်းကြောက်ချလို့တရားခံဖြစ်ခဲ့တာပါ အမှန်ကိုအမှန်တိုင်းဖတ်မလိုက်ပဲတရားသူကြီးကဆုံးဖြတ်ပေးခဲ့လို့တအပြစ်ကနေလွတ်သွားခဲ့ပါတယ် အဲ့အတွက်တရားသူချင်းမင်းရဲ့အိမ်ကိုလာပြီးဒီပစ္စည်းလေးတွေနဲ့ကြောတာပါရှင်လက်ခံပေးပါနော်ဟာမလုပ်ပါနဲ့အန်ဒီအမန်ကိုအမန်တိုင်းဆုံးဖြတ်ပေးရမှာကကျွန်တော်တောင်းပါအန်ဒီပစ္စည်းတွေကိုပြန်ယူသွားလိုက်ပါပစ္စည်းတွေကိုအမျိုးသမီးကြီးဘက်ကိုပြန်လဲတွန်းပို့ရင်ပြောလိုက်တယ်မြင်းမင်းခင်ရဲ့စကားတွေကြောင့်မျိုးသမီးကြီးရဲ့မျက်နှာမှာအံ့ဩလေးစားတဲ့အမှုရာလက္ခဏာတွေပြောင်းလဲသွားတယ်ဒါနဲ့တရားသူကြီးရဲ့အဖေကိုကျွန်မမြင်မှုတို့လိုပဲစဉ်းစားမရဖြစ်နေရား ရွေသမီးကြီးကလေးစားသမှုနဲ့ကိုမင်းထိုက်ဘက်ကိုလှည့်ပြီးတွေ့ဖို့မြင်ဖို့ကြောင့်နှုတ်ဆက်စကားဆိုရယ်။ချောင်းအောင်ပါတဲ့ကခမောက်လေကျွန်တော်အတိရဲကများဖြစ်နေမလားလို့တွေးနေရ။တချင်ရရွှေသားရရက်ွယ်ထဲမှာကျွန်တော်နေဖို့ရယ်ဗျ။ကြာပဲအဲ့လိုတမပါဗျာ။ဒါဆိုရှင်ရှင်ကကိုမင်းထိုက်လား။ဟုတ်ပါတယ်။ကျွန်တော်ကမင်းထိုက်ပါ။အမောက်လည်းကျွန်တော်မှတ်မိပြီဗျ။တတိကတော့တော်များနှင်းရှိမလား။ဟုတ်ဟုတ်ပါတယ်ရှင်။ရွေသမီးကြီးရတိမ်ဝင်နေတဲ့အတန်နဲ့ ဟုတ်မယ်ကြောင့်ပြောဆိုပြီးမျက်နှာမှာတက္ကနာချင်းအတွင်းမှာပင်နှွမ်းလျာသွားတယ်။တော်မြနှင်းချိန်မှာတချိန်ကဆင်းရဲတဲ့ဦးမင်းထိုက်တူသားဖာပေါ်မှာမိမိရဲ့ပစ္စည်းကုန်မာနာနဲ့အသာစေးယူကချိုးနေစော်ကားမောက်မာစွာ ပြောဆိုမိရာတွေကိုပြန်လည်တွေးမိပြီးတော့ရှက်ချင်းတိတ်ငယ်ချင်းတွေကြောင့်ဦးမင်းထိုက်တူသားဖာကို မော်ကြည့်ဖို့ပင်မကြိုးစားနိုင်တော့နောက်တော့မှတဖြည်းဖြည်းအားယူရင်းကိုမင်းထိုက်ရဲ့တချိန်ကကျမတို့သားဖာနှစ်ယောက်ကို ြောခဲ့ဆိုခဲ့မိရာတွေကိုတောင်းပန်ပါတယ်ရှင်။အော်ဒေါ်မြနှင်းရှင်ရဲ့ကျွန်တော်တို့သားဖာအမစကားတွေကိုစိတ်မဆိုးခဲ့ရပါဘူးဗျာ။တကယ်တော့စီးစင်ချမ်းသာပြည့်စုံနိုင်ထက်တန်းစာမဟုတ်နိုင်သလိုစင်ရတိုင်းနဲ့အောက်တန်းစာမဟုတ်ပါဘူး။အောက်တန်းစာဆိုတာသူများမတော်မတရားပြုလုပ်ဖို့စံစီအားထုတ်နေရတဲ့သူသူများမျက်ရည်စရိနဲ့အသက်ရှင်နေတဲ့သူကိုခေါ်တာပါ။ကျွန်တော်တို့သားဖာကစင်ရပြီမြေ သူများလက်ထက်ကထမင်းလုပ်ကိုဘယ်တော့ကမှလူယူမစားခဲ့ဘူးပါအုံး။ကိုရပိုင်ခွင့်တွေဘယ်တော့ကမှသူများကိုမကောင်းကြံပြီးဖျက်လို့ဖျက်စီမလုပ်ခဲ့ဘူးလို့ကိုလိပ်ပြကိုလုံပါတယ်။ဒါကြောင့်အမပြောတယ်လို့ကျွန်တော်တို့ကအောက်တန်းစာမဟုတ်တဲ့အတွက်တော့တော့ဘာတော့ကိုမင်းထိုက်ရဲ့ရှင့်စကားတွေကကျမအတဲကိုအဲ့နဲ့ထိုးနေတယ်လို့ခံစားရလို့ပါ။ကျမတကယ်လည်းဒီကိစ္စအတွက်နောင်တရမိပါတယ်။ရှင်တို့တာဖာကျင်းတဲ့တဲ့ထိအနှွညွတ်ထပ်ပြီးတော့တောင်းမဲ့ပါတယ်ရှင်။ ထွန်မြာနင်းရှင်ဟာဘဝတစ်ခုကို အဆုံးထိမတွေ့ပဲမျက်မြင်တခဏသာတွေးမိပြီးကုံမာနနှင့်မောင်မာရှိုင်းပြစွာပြောဆိုခဲ့မိရဲ့သူရဲ့စကားတခွန်ကြောင့်ခုချိန်မှာနောင်တအကြီးကျယ်ရမိတယ်လို့မြဝန်တက်ကလည်းနောင်တကြောင့်ဖြစ်တဲ့မျက်ရည်စာတွေစီးကြလာပြန်နေသူတို့သားဘာနှစ်ယောက်ရှိဒူထောက်ရဲ့တောင်းမဲ့နေရတဲ့ထွန်မြာနင်းရှင်ကို မျက်မြင်ခံကအตาရဆွဲပြီးထုံမပေးလိုက်တယ်အန်တီကို ဘယ်တော့ကားမှသားတို့သားဖာကစိတ်မဆိုးခဲ့ပါဘူး။အမြဲခွင့်လွတ်ပါတယ်။တကယ်တော့အန်ဒီရဲ့စကားတခွန်းကြောင့်သားတို့သားဖာဘဝပြောင်းလဲခဲ့ရတာပါ။အန်ဒီကိုကျေးဇူးတော်တင်မိပါတယ်။မျက်မြင်ခန့်ရဲ့စကားဆုံးတာနဲ့ဒေါ်မြာနှင်းရှင်ဟာမျက်နှာကိုလက်တစ်ဖက်နဲ့အုပ်ပြီးတသိမ့်သိမ့်ရှိုင်းကိုရင်းသူတို့တိုက်အိမ်လေးတဲကအမြန်ပြေးထွက်သွားတယ်။တရားသူကြီးမျက်မြင်ခန့်တို့သားဖာနှစ်ယောက်ကတော့တဦးကိုတဦးလေးနဲ့တဲ့မျက်ဝန်းကိုစီနဲ့ပြိုင်တူကြည့်မိရင်အိမ်ထဲမှာကြံခဲ့ပါတော့တယ်။ ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။အောက်တန်းစားဆိုတဲ့ဇလံလေးကတော့ဒီမှာနေပြီးပါပြီ။ဇလံကောင်းများစွာကိုနားဆင်ကြနေဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။